အိမ်ထဲမှာအေးရမှာကြောက်လို့တာပြန်မထွက်အိတ်တဲ့ပုံစံဖြစ်ပါတယ်ကိုမှတက်နိုင်တဲ့ခွန်အားလေးတွေနဲ့ငလင်ပင်တဲ့နဲ့ညီကုံမမတွေစီမှာဟင်းလေးတွေချက်ပြီးမှကျွန်တော်တွားပို့ပေးမှဖြစ်ပါတယ်မန္တလေးရဲ့ရာသီဥတုကပူပြင်းတဲ့အခါမှာစက်သားတွေတိုးတွားမှဆိုလို့ 3-4ရက်လောက်စက်တိုက်စားလို့ရအောင်ဘလက်ချောင်းကြော်ကြော်တဲ့ပုံစံလေးနဲ့ထုတ်ပိုးပေးထားတာဖြစ်ပါတယ်ပြီးတော့ခေါက်ဆွဲ6တိမုံနေစီဘူးတွေရေတန့်ဘူးတွေနဲ့အတူတူထုတ်ထုတ်ပြီးမှ လူနေရာကြော်စားတော့ရောက်ပြီးမှပေးလုခဲ့တာဖြစ်ပါတယ်ကာတုံးစီလုံရဲ့နောက်ခံထဲမှာငလင်ပေးတဲ့ညီကောင်မလမတွေအတွက် ျွန်တော်ဒီချားလေးထုတ်ပို့ပြီးမှတွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။အိမ်ပြူပြီးတော့အပြစ်မှာတဲထိုးပြီးနေနေရတဲ့ညီကိုမနမတွေအတွက်အစားတောက်လေပေးရင်းဆုလေတောင်းပေးရင်းနဲ့တနေ့တာကိုအကောင်းဆုံးဖြတ်တန်းခဲ့ပါတယ်။